်ဆိုင်သမားတိုင်းမတိမဖြစ်သိထားတဲ့နဲ့ဈေးရောင်းနီးနံပါတ်1ဆိုင်နေရာကောင်းခြင်းဟာဆိုင်ကြီးရာဆိုင်ငယ်ရာထက်ပိုအရေးကြီးပါတယ်နံပါတ်2ရှောင်းကုံရဲ့အရေးသွေးဟာဆိုင်နေရာထက်ပိုအရေးကြီးနေတတ်ပြန်တယ်နံပါတ်3စကားချူချူတတာဈေးရောင်းတတ်ခြင်းဟာအရေးကြီးပါတယ်ဖောက်ပေကိုပိုမြဲစေပါတယ်နံပါတ်4အရင်နီးနေတာကိုစိုးရင်ချင်းထက်ယုံကြည်မှုနေတာကိုပိုစိုးရင်တင်ပါတယ်။နံပါတ် ဆိုင်ုံလှလှပပခင်းကျင်တဲ့ခြင်းဟာအရေးကြီးပေမဲ့နည်းနည်းရှုပ်ပွားနေတဲ့ဆိုင်ငယ်ကလေးကပိုရှောင်ကောင်းနေတတ်ပါတယ်။ဈေးချိုရဲဆိုတာကိုဝယ်ယူသူများကထင်မြင်သွားစေလိုပါ။နံပါတ်6ဝယ်သူကိုထောက်လျှောက်လိုက်ကပ်နေရမျိုးမဝယ်မချင်းတိုက်တွန်းနေရမျိုးရှောင်ကျဉ်ပါ။နံပါတ်9ပတ်စံတစ်ချက်သုံးနိုင်တဲ့သူကိုလည်းပတ်စံတရာသုံးနိုင်တဲ့သူလိုပဲညညာတတဆက်ဆံပါ။နံပါတ်10ငွေလဲပတ်မှုမြန်ဆန်ပါစေ။နံပါတ်9 ဝဲသူရဲ့ရှေ့မှာစိုင်ဝန်တန်းတွေကိုဆဲဆူအပြစ်တင်ခြင်းဟာဝဲသူကိုမောင်းထုတ်တာပါနံပါတ်30နဲနဲမြမြလက်ကောင်းဖောက်တဲ့ကိုအမျိုးလိုသဘောထားပါတက်နိုင်သမျှသူတို့ရဲ့တောင်းဆိုချက်ကိုဖြည့်ဆည်းပေးပါနံပါတ်71ရောင်းကုန်ပစ္စည်းတက်သွားရဲဆိုတာဖောက်တဲ့ကိုလစ်လျူရှူတာစော်ကားတာနဲ့အတူတူပါပဲနံပါတ်12ဈေးနှုန်းတစ်ခုရဲဖြစ်ပါစီတခုခုကြောင့်ဈေးလျှော့ရောင်းခြင်းဟာစိတ်ရှုပ်ထွေးမှုကိုဖြစ်စေတတ်ပါတယ်ဂတိကိုထိခိုက်နိုင်စေပါတယ် နံပါတ်73ဘသူကမှအတင်းရောက်ချခြင်းမပြုပါနဲ့ဝယ်သူကြိုက်တဲ့ပစ္စည်းဟာဝယ်သူအကျိုးရှိစေတဲ့ပစ္စည်းလေးဖြစ်ပါတယ်နံပါတ်74စက္ကူတယောက်ပဲဖြစ်ဖြစ်လက်ဆောင်ကိုလူတိုင်းနှစ်သက်တကြပါတယ်နံပါတ်75ခလေးများဟာဂျေစုရှင်မှာဝယ်ယူသူများကခလေးကိုခေါ်ဆောင်လာတာပဲဖြစ်ဖြစ်ခလေးစည်းလာဝယ်တာပဲဖြစ်ဖြစ်အထူးကယူဆိုင်ပေးပါနံပါတ်76အသစ်ထွင်မှာဝယ်သူကိုဆွဲဆောင်နိုင်အောင်အမြဲကြိုးစားပါနံပါတ်79 အယောင်းဝဲကြီးကြီးတေးတေးအစွမ်းကုန်ကြိုးစားပါဆိုင်တစ်ခုလုံးရှင်းတတ်နေပါစေဝဲသူများလာအောင်ဆွဲဆောင်နိုင်ကြပါလိမ့်မယ်ဒီအချက်တွေကမိတ်ဆွေအတွက်လုံးဝကိုအသုံးဝင်ပါလိမ့်မယ်